ားလုံးတာလီစောပါဒီကနေ့မက်လာ၁၉ရက်နေ့နရင်းဇာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျွန်တော်ရှင်မင်းစင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ AU စေဦးစီးရှုပ်ဘူရှောက်ထရမန်နိုင်ပြောဆိုတဲ့ရခိုင်စေးရင်မဲချက်ဟာသင်မဲ့ကာလာထားစောပြီးပြေဝနေတယ်လို့စေးလေးလာစောက်ကြည့်သူတွေက ပြောဆိုလိုက်တဲ့သတင်းဘင်္ဂလားဒေ့ရှ်ရေလောက်သား26ယောက်ကို A ကထက်မှန်လွေပြောက်ပေးလိုက်တဲ့သတင်းနဲ့ ကြောက်ဖြူတရားဝတီရတဲ့ဌာနချုပ်ကလည်းနေကြည့်နေပြစ်ခဲ့မှုကြောင့်ကဲ့သို့ပေကြေးော်ထဲမှန်မိလောက်တဲ့တရန်တွေအပြင်တခြားစိတ်ဝင်စားစရာကောက်တဲ့တရန်တွေကိုဆက်လက်တင်ဆက်ပေးတော့ပါမယ်ခင်ဗျာအရခတက်တော် A ရဲ့တမူးရှော့ဘူရှော့ထဲမှန်နိုင်ပြောဆိုခဲ့တဲ့ရခိုင်ပြည်ရဲ့စည်ရေးရင်မဲ့ရှာဟာတမဲကာလာထကြော်လန်ပြုတ်ဝနေတယ်လို့စည်ရေးလိလစောက်ကြည့်သူတွေက ပြောဆိုကြပါတယ်2020လေးခေါလာပိုင်းကနေ 2025ခေါလာပိုင်းငါတော့အင်းနိုင်မော်လတီရဲ့လုံဝကိုစားဖို့ဒီနိုင်မှငရောစောငရောအလုံးမျောမင်းထားရဲ့အမရောစောဆောင်းမှာရောသိကေတောင်ကနေပြီးကေဆိုင်ရာငရောမျောမင်းရှာစောနေပြီးကေဆိုင်စီရာခိုင်နှုတ်အထအဲအဆောင်ပြေကေတရာမတရာကိုဂိုးဆောင်လိုက်ဖို့ဗာနဲ့အဲရောက်ပိုက်စောတော့နေပြီးငရောမှာ အမြကြီးကလိုစားလို့ရှိနေတယ်။တမူရှောက်ဘူရှောက်ထွန်းမက်နိုင်က2024ခုနှစ်ဇွန်လကနေ2025ခုနှစ်ဇွန်လအတွင်းစီရေးအရရှိစီရခိုင်တို့အထက်ညုံမဲချက်ပြေဝရမယ်လို့မုခါမုန်တိုင်းအလွန်2023ခုနှစ်ဇွန်လ16ရက်နေ့တတွဲမခန့်တစ်ခုမှာထိပ်သွမ်းပြောကြားခဲ့တာဖြစ်ပါတယ်။လက်ရှိအေအန်နေနဲ့တမူရှောက်ဘူရှောက်ထွန်းမက်နိုင်ပြောဆိုခဲ့တဲ့အတိုင်း2025ခုနှစ်ဇွန်လမရောက်ဝင်ကပင်စီရေးရင်မဲချက်ဟာ ရှိစေရခိုင်တို့အထက်အောင်မြင်နေတာကိုတွေ့ရတယ်လို့စေရေးလိလစောက်ကြည့်သူတွေကပြောပါတယ်ပြင်းပြင်းထန်ထန်အတွက်ကတော့85ရခိုင်တို့အထိပြေဝနေပြီးတဲမှုရှုပ်ပြောစကားဟာပြင်းပြင်းလူထုကို ပေးတဲ့ဂတိပါပဲလို့အင်းနဲ့ပူပေါက်တော်လန်တက်ဖွန်တယောက်ကနရင်းစာသတင်းဌာနကိုပြောပါတယ်တဲမှုရှုပ်ဘူရှုပ်ထွန်းမနိုင်ပြောတဲ့အတိုင်းရှိစေရခိုင်တို့အထက်ရောက်နေပြီးမျောလဲမထတဲ့ပကူမကွေဤအဝရီမြေဝဲကျမော်တွေမှာပါထုတ်ဆစ်ဆလာနာပြီးဖြစ်တယ်လို့ CDN ဘူဂျီဇော်ရန်ကတုံ့တဲပြောဆိုပါတယ်။လက်ရှိမှာ A ဟာရှမ်းပြည်နယ်ပလာဝါနဲ့ရခိုင်ပင်နယ်ကမြို့နယ်ဆီလီခုကိုတင်ပိုက်ထိန်းချုပ်ထားပြီးဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်ရေလုံသား26ရောက်ကိုအာရခတက်တော် A ကမလာစင်ဂါရဲ့နေညနေကဘင်္ဂလားဒေ့ရှ် နေရှားဆောက်တဲ့ BGBC လွှဲပြောက်ပေးလိုက်တယ်လို့တတင်းရရှိပါတယ်။အဲ့ဒီ26ရောက်ကိုဘင်္ဂလားဒေ့ရှ်နေရှားဆောက်တဲ့ BGB ကခေါ်ယူတော့ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ကိုပြန်လည်ရောက်ရှိလာခဲ့တယ်လို့တက္ကနမျိုးအခြေဆိုင် BGB2 တယံမူဒုတိယဘုံမူကြီးအာရှကာရမန်ကအတီးပြုပြောကြားခဲ့ပါတယ်။သူတို့ကိုကော့ရှပဇားခရိုင်တက္ကနမျိုးနယ်ရှော်ဒူဘာရာစက္ကန်တာကနေတဆင်ကောင်းမွန်စွာခေါ်ဆောင်လာခဲ့တယ်လို့သူကပြောဆိုခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်ငါဖန်သမားတွေဟာအခုလအတွင်းနေမင်းမှာငါဖန်နေစဉ်နေရအများပြားမှာဖန်စီခံခဲ့ရပြီး အေတာဝန်ရှိသူတွေနဲ့အချင်းချင်းရှိတ်ဆက်ညွန်နိုင်ဆောက်ရောက်ပြီးနောက်ပြန်လည်ခေါ်ယူခဲ့တယ်လို့ဒုတိယဗိုလ်မှူးကြီးအာရှကာရမဲကပြောဆိုခဲ့ပါတယ်။ငါဖဲသမားတစ်ယောက်ကတော့အေဟာသူတို့ကိုဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ပုံမှန်ကောင်းမွန်တဲ့စစ်တင်မှုထူထောင်ဖို့ခေါ်တော့တာဖြစ်ပြီးအေအေကဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ပုံမှန်ကောင်းမွန်တဲ့ဆက်ဆံရေးကိုတည်ဆောက်ရှင်တယ်လို့ပြောဆိုခဲ့ပါတယ်။ကြောက်ဖြူမျိုးတပောက်တော့အခြေဆိုင် ်ညဝတီရေတဲဌာနရှောက်ကနေလက်နေကြီးတွေနဲ့ပစ်ခဲမှုကြောင့်ကဲ့သို့ပဲကြေးရောထက်မှန်မိလောင်နေတယ်လို့တတင်းရရှိပါတယ်မလာ15ရက်နေ့လယ်2နာရီလောက်မှာညဝတီရေတဲဌာနရှောက်ကနေလက်နေကြီးတွေနဲ့ကဲ့သို့ပဲရောကိုတမင်ရေချက်ရှိရှိပစ်ခဲခဲ့တယ်လို့မိလောင်နေတာကိုကိုယ်တိုင်မြင်တက်ခရတဲ့တောက်ဖြူဒေသခံ အမျိုးသားတယောက်ကနရင်းစာကို ပြောပါတယ်ညဝတီရေတဲဌာနရှောက်အနီးမှာတည်ရှိတဲ့လူနေကြီးတော်တွေကိုစစ်ကောက်စီတက်က အဓိကပြင်းမဲ့ထပြီးနေတိုင်းလူလိုလည်းနဲ့ကြည့်ကြည့်နဲ့ပြစ်ခဲတိုက်ခိုက်နေတယ်လို့ဒေသခံတွေက ပြောပါရတယ်။အဲ့ဒီလိုပြစ်ခဲမှုတွေကြောင့်ကဲတပီကျေးရော်အပြင်ဥကန်၊ချက်တိန်စနေစားတဲ့ကျေးရော်တွေမှာလည်းမိလောက်ခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါရတယ်။တိုက်ပွဲဖြစ်ပေါ်တာ မရှိဘဲရေထဲအနင်းကကျေးရော်တွေကိုအဓိကပြင်းမဲ့ထပြစ်ခဲနေတာကြောင့်ယောသားတွေကတော့တိုက်ပွဲဖြစ်ခဲ့တဲ့က ဘေးလွတ်ရာကိုခြုံနေကြတယ်လို့သိရပါတယ်ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ဆက်လက်ပြီးတော့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးတော့ပါမယ်ခင်ဗျာပြည်တွင်းသတင်းတပုတ်အနေနဲ့ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောက်ရှိုမြို့ကစင်ရတနာ Friday Saturday night ကိုစစ်ကောက်စီကလေကြောကနေဘုံချီပြီးစစ်တီနေတွေနဲ့ပါလာရောက်ပစ်ခတ်ခဲ့ပါတယ်အဲ့ဒီလိုပစ်ခတ်ခဲ့လို့တန်ခါတော်လျှောက်ပါနဲ့ အရေသားတန်းရောက်တည်ဆုံပြီးတန်ခါတော်တွေအပါဝင်ဆွခွနှစ်ယောက်တရားရရှိခဲ့တယ်လို့ TNN တွေကသတင်းထုတ်ပြန်ထားပါတယ်။မလာ16ရက်ညနေ9:00ခွဲမှာစစ်ကောက်စီစစ်တပ်ကဂျက်ဖိုက်တာနဲ့ပေါင်150ဘုံလေးလုံးနဲ့စစ်တီနေတွေနဲ့လာရောက်ဘုံကြီးပစ်ခဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ TNN ရဲ့ဒီကနေ့မလာ16ရက်နေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲ့ဒီလိုဘုံကြရောက်ပောက်ကွေးတာကြောင့်စာတုံတိုက်အတွင်းကရဟန်းနှစ်ပါး တာမဏေ၄ပါးအပါဝင် အမျိုးသား၁ယောက်အမျိုးသမီး၂ယောက်အပါဝင်စုစုပေါင်း၉ယောက်ဘုံစားထိမှန်ပြီးတည်ဆုံတော့ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါအပြင်သင်္ခါတော်၁၃ပါးနဲ့အတူ အရဲသားပြည်သူ၄ယောက်ပါ ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။နိုင်ငံကသတင်းတော်အနေနဲ့ကတော့ရုရှားနဲ့ယူကရိန်းတို့အကြားအပြစ်ခဲရည်စင်းနိုင်ဖို့အတွက်ဥရောပနိုင်ငံတွေကခေါင်းဆောင်တွေဟာ မနေ့က online ကနေတဆင့်တွေ့ဆုံခဲ့ကြပါတယ်။ဆွေးနွေးပွဲမှာငင်းချင်ရဲ့သဘောတူညီချက်တရေရယူပြီးချိန်ယူကရိန်းရဲ့လုံခြုံရေးစိုးရိမ်ချက်တွေဖြေရှင်းနိုင်ရဲဆွေးနွေးခဲ့ကြတယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြထားပါတယ်။ဒါအပြင်ယူကရိန်းအတွက်နာခင်မှာစီးရဲနဲ့ဘန်ဒါရေးဆိုင်ရာပံ့ပိုးကူညီမှုတွေရှစ်ဆက်ဘလို့ဆော်ရောပေးနိုင်မလဲဆိုတာကိုလည်းဆွေးနွေးခဲ့ကြပါတယ်။အဲ့ဒီဆွေးနွေးပွဲမှာစစ်ပွဲတွေရေစည်ရဲဆက်လက်တွန်းအားပေးနိုင်ဖို့ ਨੇ ရုရှားအနေနဲ့ဆွေးနွေးမွေးတွေပြုလုပ်လာရမယ်လို့ဗီဒီယိုဝန်ကြီးချုပ်ခါကီယောစတာမာကတိုက်တွန်းခဲ့ပါတယ်။တချင်ချင်းမှာတော့ဆွေးနွေးဝေးစကောက်ဝိုက်ကိုသူလာရလိမ့်မယ်လို့ရုရှားသမ္မတဗလာဒီမာပူတင်ကိုရင်းညဲပြီးတော့စတာမာကပြောပါတယ်။ရုရှားဟာယူကရိန်းကို2022ခုနှစ်ဖေဖော်ဝါရီလ24ရက်ကနေစပြီးဝင်ရောက်ကျူးကျော်တိုက်ခိုက်ခဲ့ပြီးလက်ရှိအချိန်ထိစစ်ပွဲက၃နေကျော်ကြာဖြစ်ပေါ်နေတာပါခင်ဗျာ။ နွေင်္ဂျာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုကတော့ဒီလောက်ပါပဲနောက်နေ့ဒီမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတော့တင်ဆက်ပေးတော့မှာပဲခင်ဗျာကျွန်တော်တို့ရဲ့နွေင်္ဂျာကထုတ်လွှင့်တဲ့သတင်းတွေကို www.nuingjara.com မှာဝင်ရောက်ကြည့်ရှုနိုင်သလို Facebook YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်နွေင်္ဂျာရုပ်သံကို ကြည့်ရှုအားပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးကျေးမှရှင်လင်းကြပါစေခင်ဗျာ thank you